မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 13ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်အင်အားတရားဝင်းကျင်တာရှိတဲ့တကောင်းမြို့ကို PDF တပ်များကအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်တပ်မှန်းများကိုဖမ်းဆီးရရှိကာလက်နက်ခဲယမ်းအများအပြားကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 12ရက်နေ့မှာတကောင်းမြို့ပေါ်မှာရှိတဲ့ထွေးအုပ်ရုံးရဲစခန်းဌာနဆိုင်ရာရုံးများအပြင်စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့စစ်တပ်မှန်းများလက်နက်ခဲယမ်းအများအပြားကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကလက်ရှိမှာ ၎င်းမြို့တစ်ခုလုံးကိုထိန်းချုပ်ထားကြောင်းသိရှိရပါတယ်။ ၎င်းမျိုးတစ်မျိုးလုံးမှာမစစ်တပ်အင်အားကတရားဝင်ကျင်လောက်ပဲရှိတယ်ပြူစောထီးတွေနဲ့ပြည်သူစစ်တွေပါပါရင်တော့တရားကြော်တော့ရှိတယ်အကုန်ထွက်ပြေးကြတယ်စစ်တုံးပန်းတွေအဖြစ်နဲ့မိသားတွေလည်းရှိတယ်လက်နက်ခဲအနေနဲ့တိမ့်ပတ်ရရှိထားတာတွေရှိပါတယ်စစ်တပ်ရောပြည်သူစစ်ရောခွေးရွက်ပြေးထွက်ပြေးကြတာတွေများတယ်အသေးစိတ်ကတော့တပ်ဆိုင်ရာထုတ်ပြန်ပါလိမ့်မယ်လို့တော်လိုင်းရေးဒရေးအေးမေကပြောဆိုထားပါတယ်ထီးကြမျိုးနဲ့ကနေတစ်ဆက်၎င်းမျိုးကိုပြည်သူကာကွယ်တပ်မတော်ကပူပေါင်းတက်များကဇွန်လလကစတင်ပြီးတော့တဖြည်းဖြည်းနဲ့ထိုးပေါက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးဇွန်လလ25ရက်နေ့မှာမောင်းကုန်းကြီးပါမှာရှိတဲ့တကောင်းနေက ခဲ့တဲ့ဆက်ယုံရဲ့တောင်ပေါ်လုံချိုရိတ်ကင်းဆက်ခန်းကိုတော်လိုက်တက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့တကောင်းနီကဲဆက်ယုံကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ20ရက်နေ့ကလည်းတကောင်းမြို့အင်းနဲ့ကြေးရွာမှာရှိတဲ့စစ်တပ်ရဲ့ဆက်သွယ်ရေးတာဝါတိုင်းဆက်ခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ဟာခါထန်တလန်လမ်းမပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကေဗန်ဇွန်စစ်တပ်စကမ်းကိုတိမ့်ပတ်ရရှိခဲ့ရာစစ်သားအလောင်း၁၀လောင်းနဲ့60မောင်းမှလက်နက်ကြီးအပါအဝင်လက်နက်၁၁လက်ကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ12ရက်နေ့မနက်9:55မိနစ်အချိန်ကစတင်ပြီးတော့ဟာခါထန်တလန်လမ်းမပေါ်ဟာခါမြို့တော်နဲ့ပြည်မြေချောင်းကြားမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကေဗန်ဇွန်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာမနက်6:45မိနစ်အချိန်မှာအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်စခန်းအတွင်းကနေပြီးတော့အကြမ်းဖက်စစ်သားအလောင်း10လောင်းနဲ့ 60မမ MA1 နှစ်လက် MA2 လေးလက် MA3 တစ်လက် MA4 နှစ်လက်မရှင်ကန်တစ်လက်ကြီပေါက်25ခုမိုင်းနဲ့ခဲရများကိုတိတ်စီရရှိခဲ့တယ်လို့သိရပါဗယ်အင်အားက15ရောက်အယောက်20လောက်ပဲရှိတယ်စခန်းသေးလေးပါဩဂတ်လ12ရက်နေ့မနက်9:55ကနေပြီးတော့6:45မိနစ်လောက်အထိကိုကြာခဲ့တာပေါ့ဖမ်းမိတာတော့မရှိဘူးစစ်သားအလောင်း10လောင်းတော့တွေ့ထားတယ်ပြီးတော့3ရက်လောက်ကတော့ဒဏ်ရာအပြင်းထန်ရတယ်သူတို့လည်းတွားရင်းနဲ့တိနေတယ်လက်ရှိတော့အဲ့ဒီစခန်းကိုအကုန်လုံးရှင်းလင်းခဲ့ပြီးပါပြီ ထက်သိမ်းဖို့စခန်းတွေနည်းနည်းတော့ရှိသေးတယ်စခန်းသေးလေးတွေပေါ့အခုသိမ်းလိုက်တဲ့စခန်းလိုမျိုးစခန်းသေးလေးတွေရှိသေးတယ်၃ခုလောက်ပေါ်လို့ချင်းလန်း defense force ဟာကကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို operation run အမည်နဲ့ချင်းလန်း defense force ဟာကနဲ့ ချင်း National Army တို့ဘူးပေါင်းကတိုက်ပွဲပေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါဗျ။ CDF ဟာခါအနေနဲ့အာနာရှင်စနစ်အမြင့်တက်ချိန်မုံရေးနဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းပြီးတော့ဆက်လက်ပြီးတော့တိုက်ပွဲပေါ်ဆောင်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ကိုမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဂွမ်းမြို့နယ်အထက်ကို A ရဲ့ထိုးစစ်များရောက်ရှိလာပြီးတော့ချိန်နလီရဲစခန်းအနီးစစ်ကောင်စီတပ်နဲ့ A တို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August လ10ရက်နေ့ကစတင်ပြီးတော့ဂွမ်းမြို့နယ်ချိန်နလီမြို့ချင်းကွင်းကျေးရွာအနီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ A တို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် August လ17ရက်နေ့ညနေမှာချိန်နလီမြို့မှာရဲစခန်းအား A ကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရမှာလက်ရှိမှာတိုက်ပွဲများပြင်းထန်နေခဲ့တယ်လို့သိရပါဗျ။ ကျင်းနယ်လီမြို့ရဲစခန်းကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီကလည်းရဲစခန်းအနီးကတောင်တန်းများနဲ့ရဲစခန်းအဟောင်းအနီးတစ်ဝိုက်ကိုလေရင်နဲ့ဘုံကျဲချတိုက်ခိုက်နေတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တိုက်ပွဲဖြစ်တာက၂ရက်လောက်ရှိပြီးချင်းကွင်းကနေစတာမနေ့ကရဲစခန်းအနီးမှာစဖြစ်တယ်ဒီနေ့လည်းဖြစ်နေကြတယ်လေရင်ကမနေ့ကတစည်းလာတယ်မြို့ပေါ်ကိုဝဲပြီးတော့ရဲစခန်းအနီးကတောင်တန်းကိုဘုံကျဲသွားတယ် ဒီနေ့လေရဲ့နှစ်စီးထက်လာတယ်ရဲစခန်းအနီးကတောင်တန်းကိုထပ်ပြီးတော့ဘုံကျဲသွားတယ်ဆေးရုံအနီးမှာရဲစခန်းအဟောင်းရှိတယ်အဲ့ဒီကိုလည်းဘုံကျဲသွားတယ်ကျိန်နလီမြို့ထဲကိုတော့ဘုံမကျဲသွားဘူးမြို့အပြင်လောက်ကိုပဲအဓိကတော့ကျိန်နလီရဲစခန်းအနီးတဝိုက်ကိုပဲကျဲသွားတာလို့ပြောဆိုခဲ့ပါတယ်မြို့ကတချို့ရဲ့ပြောဆိုချက်အရာတန်ရွဲကျိန်နလီမြို့ချားမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းများကိုအေအေကတိုက်ခိုက်လာပြီးတော့ပဇွန်ဖြေချင်းကွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ကျိန်းတလီမျိုးသိမ်းတိုက်ပွဲကိုဆင်နွှဲနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ12ရက်နေ့မွန်လွဲ2နာရီအချိန်ကတိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကလေရင်နဲ့ဘုံကျဲချမှုကြောင့်ရဲစခန်းအဟောင်းမီးလောင်သွားခဲ့ကြောင်းသိရှိရပါတယ်။ကျိန်းတလီမျိုးအတွင်းမှာတိုက်ပွဲဖြစ်မယ်လို့ပြီးခဲ့တဲ့ရဲတပ်ခန့်ကမြေပြင်အေအေအုပ်ချုပ်ရေးအဖွဲ့များနဲ့စစ်ဆောင်ကူညီတဲ့အဖွဲ့များကကြိုးတင်သတိပေးခဲ့တဲ့အတွက်မြို့ကန်အများစုဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ို့တိတ်ဆောင်လာတဲ့သူတို့ကပြောပြထားပါတယ်ကျမတို့ထွက်လာတာ၃ရက်လောက်ရှိပါပြီအခုဘေးကင်းတဲ့နေရာကိုရောက်နေပါတယ်မြို့ထဲမှာကအများစုကဆစ်ဆောင်သွားကြပြီဒါပေမဲ့နည်းနည်းတော့ကြံပါသေးတယ်မထွက်ကြတဲ့သူတွေလည်းရှိသေးတယ်မနေ့ကစပြီးတော့ဘုံကျဲနေတော့မြို့ထဲမှာမနေရဲကြပဲဒီနေ့ဆိုရင်တော့အထွက်များကြတယ်ကျိန်နလီမြို့အဝင်အထွက်ကတော့ဒီနေ့နေ့လည်းအထိမပိတ်ဘူးထွက်လို့ရသေးတယ်ဒါပေမဲ့ကျိန်နလီရဲစခန်းကဂွားမြို့ဘက်အထွက်လမ်းမှာရှိနေတော့ဒီနေ့ညနေ၄နာရီလောက်မှပိတ်လိုက်တယ်တန်လွဲဘက်ထွက်မယ်ဆိုရင်တော့ရတယ်ဂွားမြို့ဘက်ထွက်မယ်ဆိုရင်တော့နည်းနည်းခတ်သွားပြီဘောလို့အဲ့ဒီဒေသခံပြည်သူကပြောဆို ုထားပါရယ်တန်ရဲမျိုးပေါ်နဲ့ငပလီမျိုးပေါ်တို့မှာစစ်ကောင်စီတရဲများတပ်ဖွဲ့များနဲ့စစ်စခန်းများကိုအရခတ်တက်တော်အေအေကသိမ့်ပိုက်ပြီးတဲ့နောက်မှာအခုရပ်ပိုင်းအတွင်းမှာဂွမ်းမျိုးနယ်ဘက်ကိုတိုက်ပွဲတွေကူးဆက်လာခြင်းဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီကလည်းတန်ရဲမျိုးနယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်ပြီးခဲ့တဲ့၃လခန့်ကစပြီးတော့ဂွမ်းမျိုးနယ်မှာစစ်ရဲပြင်ဆင်မှုများထားရှိထားတယ်လို့ဂွမ်းမျိုးနယ် AOD အဆက်ပင်လယ်ပြင်မှာလည်းစစ်သည်မောများကိုဆေလွတ်ထားတယ်လို့စစ်ရဲသိရှိသူများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမှာတိုက်ပွဲများဖြစ်ပွားလာတဲ့အချိန်တဘာဝတန်းငွေ325မဂါဝလျှက်စက်ဓာတ်ထုတ်ဆက်ယုံကိုစင်ကာပူဆမ်ကော့ကယာယီပိတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလက်တလောမငြိမ်မသက်မှုများကြောင့်စင်ကာပူအခြေစိုက်ဆမ်ကော့ Industry အနေနဲ့မြင်းကြံမှာရှိတဲ့325မဂါဝတဘာဝဓာတ်ငွေ3ဓာတ်အားပေးဆက်ယုံကိုယာယီပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်စင်ကာပူအခြေစိုက်တမားဆက်ကတစိ့တစ်ပိုင်းဖြစ်တဲ့ဆမ်ကော့က မြင်းကြမှာရှိတဲ့တဘာဝတန်းခွေ၃တက်ဆက်ဒါအပေးဆက်ယုံရဲ့လုပ်ငန်းလေပတ်မှုများကိုနောက်ထပ်ကြီးညာချက်မထုတ်ပြန်မချင်းရပ်ဆိုင်ထားမှာဖြစ်ကြောင်းသိရှိရပါတယ်။ Samcorp အနေနဲ့အခြေအနေများတည်ငြိမ်သွားတာနဲ့လုပ်ငန်းလေပတ်မှုများကိုပြန်လည်စတင်ရန်စူးစမ်းသွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။ Samcorp အနေနဲ့ဝန်ထမ်းများရဲ့လုံခြုံရေးနဲ့ဆက်ယုံအတွက်ကာကွယ်ရေးအစီအမံများကိုလည်းထားရှိထားကြောင်းပြောဆိုထားပါတယ်။မြင်းညာမှာရှိတဲ့တဘာဝတန်းခွေ၃တက်ဆက်ဒါအပေးဆက်ယုံလေပတ်ရန်အတွက်ငွေကြေးအရကူညီပံ့ပိုးပေးခဲ့တဲ့ဂျပန်နိုင်ငံ Unicham Corporation ကလည်းမြန်မာနိုင်ငံမှာယင်းနှိမ့်မြောက်နှံမှုများကိုရပ်ဆိုင်းလိုက်ကြောင်းမကြသေးမီကမှကြေညာခဲ့တယ်လို့သိရပါဗျ။ Unicham အနေနဲ့အခုလိုမျိုးဆုံးဖြတ်လိုက်ရခြင်းဟာမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကြောင့်စီးပွားရေးအရာစိန်ခေါ်မှုများရှိလာခြင်းနဲ့အတူနိုင်ငံသားငွေလွှဲခြင်းဆိုင်ရာကန့်သတ်ချက်များကြောင့်ဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ TNL ထိန်းချုပ်ထားတဲ့တောင်ပလောင်ဒေသနမ်ဆန်မြို့နယ်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသားနှစ်ဦးပွဲချင်းပြီးတိတ်ဆုံးပြီးတော့နောက်ထပ်အမျိုးသမီးတဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်ကဩဂတ်စ12ရက်နေ့ည7:00နာရီနဲ့7:00နာရီကြားမှာ Jet Fighter နဲ့၃ချိန်တိုင်တိုင်ဘုံ၆လုံးကျဲချခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကိုသိရှိတဲ့နမ်ဆန်မြို့ကအမျိုးသမီးတဦးကမနေ့ညက၅လုံး၆လုံးလောက်လာကျဲသွားတာညအိတ်ချိန်ကြီးလေဌာနဆိုင်ရာရုံးတွေကိုပဲလိုက်ကျဲနေတာလို့ပြောဆိုခဲ့ပါတယ်။လျှက်စစ်ရ ုံမိုးခဲရက်ကပြန်ကြားရေးယုံတဲ့တရားရုံစတဲ့နေရာတွေကိုဘုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်လ9ရက်နဲ့9ရက်နေ့ကလည်းကုတ်ခိုင်မြို့နယ်တဲကိုစစ်ကောင်စီကဘုံကျဲခဲ့တဲ့အတွက်အရသာပြည်သူ6ဦးသေဆုံးခဲ့တယ်လို့စစ်နာဦးတန်ရရရှိခဲ့ပြီးတော့မြို့မဈေးကဈေးဆိုင်ခန်းပေါင်း400ကျော်လဲမိလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာစက်သုံးစီပြက်လက်မှုအခြေအနေဟာဆိုးဝါးနေပြီးတော့ရန်ကုန်မှာရှိတဲ့စီဆိုင်များရှိမှညအိတ်စောင့်ဆိုင်းပြီးတော့စက်သုံးစီတန်းစီနေရတဲ့အထိကိုစက်သုံးစီပြက်လက်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ28ရက်နေ့ကစတင်ပြီးတော့တနိုင်ငံလုံးမှာ73စီပြက်လက်မှုများစတင်ခဲ့ရာအခုရပ်ပေါင်း20နီးပါးရှိလာတဲ့အချိန်ထိကို73စီပြက်လက်မှုဟာပြည်လည်နိုင်ခြင်းမရှိသေးပဲတနေ့တခြားပုံမဆိုးဝါးလာတယ်လို့သိရပါဗါးအခုဩဂတ်လဒုတိယပတ်အချိန်ဒီဟာအဆိုးဝါးဆုံး73စီပြက်လက်မှုများဖြစ်ပေါ်နေတယ်လို့သိရပါဗါးစီဇန်များမှာမနက်ပိုင်းက73စီဝယ်ယူရရှိနိုင်တော့ပြီးတော့အများစုသောအချိန်များမှာ73စီများပြတ်တောက်နေတယ်လို့သိရပါဗါးကျွန်တော်မနက်2နာရီလောက်ထပြီးတော့ကိုစီတန်းစီတာကိုရှင်းမှာကကားကအစီး30လောက်ရှိနေတယ် သူတို့ကိုဘယ်ချိန်ကလေးကတန်းစီတာလဲလို့သွားမေးတော့ညတော့မပြန်တော့ဘဲနဲ့ကားပေါ်မှာအိပ်ပြီးတော့စီတန်းစီနေတာလို့ပြောတယ်။စီဆိုင်တိုင်းလိုလိုမှာညအိပ်တန်းစီတဲ့ကားတွေအများကြီးပဲ။အခုကစီထဲလို့ရရင်လဲအများဆုံး9000ဘုတ်ပဲရောင်းမေးတယ်။စီတိုင်ကြီးပြေဖို့အတွက်အနည်းဆုံး စီဆိုင်30ဆိုင်လောက်ကိုပတ်ပြီးတော့တန်းစီနေရတယ်လို့ရန်ကုန်မြို့ကပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲမေပြည်တော်နဲ့မန္တလေးကပြည်သူများကလည်းစက်30ဆိုင်ရရှိဖို့အတွက်မနက်အစောကြီးထပြီးတော့စီဆိုင်ရှိမှတန်းစီနေရကြောင်းပြောဆိုထားပါတယ်။စီဆိုင်များကနိုင်ရည်အနေငယ်သာရောင်းချပေးပြီးတော့စီကုံသွားပြီဆိုပြီးတော့ပြောဆိုတဲ့အတွက်ပြင်ပကမှောင်ခိုစီဆိုင်များထံကနေပြီးတော့စီကုံဝယ်ယူသုံးစွမ်းနေရကြောင်းပြောဆိုထားပါတယ်။မန္တလေးမှာကတော့ဆိုင်ကယ်အစီးရေများတော့စီတလီတာရေတံဘူးတဘူးလောက်ရဖို့အတွက်ကိုစီဆိုင်မှာမနက်3နိုင်လောက်ကတည်းကထပြီးတော့တန်းစီရတယ်။အဲ့ မနက်9နာရီလောက်ဆိုစီစပေးပြီးတော့မနက်9နာရီလောက်ဆိုစီကကုန်သွားပြီအဲ့ဒါမရတဲ့သူကများပါတယ်အပြင်မှာစီတလီတာကိုအနည်းဆုံး9000ကနေ8000 10000လောက်အထိကိုပေးရတယ်ဆိုင်ကယ်ဆိုတော့စီတလီတာလောက်ထည့်ထားရင်မောင်းလို့ရတော့စီဆိုင်မှာမရရင်အပြင်ဆိုင်မှာဝယ်ထည့်ရတာပဲ စီတန်းစီရတာဘယ်ဘွားကဝကြွေးမှန်းတော့မသိတော့ပါဘူးနေတိုင်းကိုတန်းစီနေရတာလို့မန္တလေးကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲပြင်းလွယ်မှာလဲ73စီများကိုနေ့စဉ်နေတိုင်းတန်းစီဝယ်ယူနေရပြီးတော့စီဆိုင်များကလည်း73စီများကိုနေ့စဉ်အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့သိရပါတယ်စီဆိုင်များမှာနေ့စဉ်3နာရီဝင်းကျင်သာစီရောင်းချပြီးတော့စီကုန်ပြီဆိုပြီးတော့မရောင်းချတဲ့အချိန်ကပုံပုံများများနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ